ဲ့တော့အခြားဘုံမှာပါ fix mindset နဲ့ grow mindset fix mindset သမားတွေကတခုခုဆိုရင်ပြဿနာတခုခုဆိုတွေးလိုက်မယ်ငါမတက်နိုင်ငါမလုံးနိုင်ငါမနိုင်မဆိုင်အဲ့လိုတွေးလိုက်ပြီးနောက်တစ်ခုကလေသူတို့အမြဲတမ်းကြိုင်နာတဲ့ fix mindset သမားတွေကြိုင်နာတဲ့အကွက်တခုကလေငါဒီလောက်ပဲငါဝင်ငွေရလေငါသိရနေမတက်တော့တာသိကြတယ်ဒီလောက်ပဲဒီလောက်ပဲဒီဘွားကဒီလောက်ပါပဲအဲအဲ့လိုလားသူတို့ကနည်းနည်းတော့စမ်းပြဒီဘွားကဒီလောက်ပဲဒီလောက်ပဲရတယ် လှုပ်ချီတာတမိလှုပ်ချီတာတော့ဒီလောက်ပဲရတယ် no ဒီထက်ပိုကောင်းအောင်မလုပ်ဘူးအဲ့ဒါစဉ်းစားဒီထက်ပိုရအောင်ဘယ်လိုလုပ် fix mindset grow mindset กว่าတယ် grow mindset တမားတွေရလीဒီဟာမရရင်လေဒီဟာမရရင်အဲ့ဒါကိုနောက်တနည်းလမ်းနဲ့ဘယ်လိုရအောင်လုပ်အဲ့လိုလုပ်တာဒီတစ်ခုမရရင်နောက်တစ်ခုကိုဘယ်လိုရအောင်လုပ်လဲဟာလားနီးလမ်းရှာ grow mindset ပြီးရင်အခက်ခဲတွေအတားအဆီးတွေဘွာတွေရောက်လာပြီဆိုလို့ရှိရင်လည်းလीအတော်ပြီအဲ့လိုမဟုတ်ရှင်းမယ်အဲ့လိုလားกว่าတယ် ်လားအဲ့တော့မိသားအဟိုလီအဖွဲ့အစည်းတစ်ခုမှာလီဒါက fix mindset ဖြစ်နေပြီဆိုအဲ့အဖွဲ့အစည်းသိပြီပဲအဲ့ဒါပိတ်နေအကုန်ပိတ်နေသိလားကိုရဲ့ခေါင်းထဲမှာ growth mindset ရှိဖို့ကလည်း learning မပြတ်ရအောင် learning ပြတ်လို့မရအောင် continuous learning knowledge စီစဉ်မှုအားကောင်းမှအသိပညာစီစဉ်မှုအားကောင်းမှအဲ့ growth mindset ဆိုတာလည်းဖြစ်တာနော် ။အမဆိုရင်အမ်ဟိုမှာ hobby business ဖော်ပန်းတာလေးမနေ့ကလုပ်တယ်။အမပြောမယ်။စီးပွားရေးတစ်ခုခုစီးပွားရေးကိုယ်ပိုင်စီးပွားရေးတစ်ခုလောက်လုပ်ပါဟုတ်လား။မလုပ်တော့အသွားပြီ။မလုပ်တော့ဟုတ်လား။ဘယ်လိုလုပ်မလဲမသိအပြည့်တနာ။ဘယ်လိုသိအောင်ဘယ်လိုလုပ်မလဲ။ရအောင်ဘယ်လိုလုပ်မလဲ။ဖြစ်အောင်ဘယ်လိုလုပ်မလဲ။ဒီလားဖြစ်အောင်ဘယ်လိုလုပ်မလဲ။ရအောင်ဘယ်လိုလုပ်မလဲ။သိအောင်ဘယ်လိုလုပ်မလဲ။မေးခွန်းအဲ့ဒါမေး။အဲ့တော့ marketing မလုပ်တတ်ဘူးမဟုတ်ဘူး marketing လုပ်တတ်အောင်ဘယ်လိုလုပ်မလဲ မတို့ကုတ်ချင်းပါလေမိကွန်းတိုင်အဲ့လိုပဲတတ်တာအာ client ဘူးခါရီညင်းနေပြီအော်မဖြစ်နဲ့အာမရနဲ့အရောက်ဘလို့လုံးမလဲမိုက်ချော့တာပါနော်ရအောင်လို့လုံးမလဲမိုက်ခွေးတို့ဘာလို့ကြာလဲပြန်ချော့ရတယ်အဲ့တော့အာအမြတ်ကနှစ်စားတင်လိုက်ဒါဒီလောက်ဒါဒီလောက်ရရပါမလားဒီချေခွေးတို့ရအောင်ဘလို့လုံးကြာဒီတိုင်းလုံးမယ်ဆိုတက်ကနေ30တိဘလားလောက်ရနိုင်လဲခုနှစ်လောက်ရနိုင်လဲအဲ့ဆိုမှ3လောက်ထက်ရအောင်ဘာလို့ကြာမလဲအဲ့လိုလားအဲ့လိုထုတ်တာမိကွန်းနေနဲ့အဲ့လိုထုတ်တာ coaching ကအဲ့လိုသွားတာအဲ့တော့ ါပြောပြချင်တယ်ဆိုတော့ growth mindset ကလေဟို learning လုပ်ဖို့အတွက်အမြဲတမ်း passion နဲ့ဖြစ်တယ်ဖြစ်တဲ့လူလေးပြီးနောက်တစ်ခုအဖြေရှာဖို့ပြဿနာကိုအာရုံစိုက်တာတဲ့အဖြေကိုပဲအာရုံစိုက်ပြီးတော့ life ကိုရှင်သန်တဲ့လူတွေဒီလားရလက်ကိုအာရုံစိုက်ရလက်ကိုအာရုံစိုက်ပြီးရှာဖို့အဲ့တော့အဲ့ mindset ကအရင်အရေးကြီးတယ်လူတယောက်ဘဝဘယ်ရောက်သွားမလဲอ่ะအဲ့အဲ့ mindset ကလိုအပ်တယ်အဲ့ mindset မရှိရင်ဘယ်မှမရအောင်ဒီဘဝမှာပဲဒီဘဝမှာတော့မဟုတ်ဒီဘဝရဲ့ဒီနေရာမှာပဲတန့်တယ် လစာလည်းဒီလောက်ပဲဝင်ငွေလည်းဒီလောက်ပဲအရေးချင်းလည်းဒီလောက်ပဲအရာအလုံးကဒီလောက်နဲ့ပဲရက်သွားမှာအဲ့လိုရက်ချင်လားအဲ့လိုရက်မဲ့အဖွဲတွေဒီမှာပါလားမပါအောင်နော်မပါအောင်မပါလို့ပဲ landing zone ထဲကိုရောက်နေတာပေါ့အရှင်းရှင်းလေး landing zone ထဲရောက်တယ်အဲ့တော့ landing လောက်ပါ landing လောက်ပါငြင်းတဲ့ကိုယ်စိတ်ကိုလေငါဆာကြောင်လေးရောက်ချရအောင်နော်ငါကငါတင်တာထက်အမြဲတမ်းပိုကောင်းအောင်လုပ်နိုင်တယ်အဲ့ဒါ highlight ငါကငါတင်တာထက်အမြဲတမ်းပိုကောင်းအောင်လုပ်နိုင်တယ် တနေ့10កောက်လောက်យុမဟုတ်ဘူးဆိုရင်တော့10កောက်လောက်យុဟုတ်ပါလိမ့်မယ်ទីလားကိုကိုကိုတခါတလေမှန်တော့កောင်းកောင်းတော့កောင်းချင်းနဲ့លេងလို့ရတယ် information လောက်တယ်ဆိုတာအဲ့အတွက်လောက်တာယုံကြည်မှုမရှိတဲ့လူကလေငါလေငါကောင်ကယုံကြည်မှုရှိတာတိလားလို့ကိုကိုကိုခဏခဏလိန်လိန်နိုင်ရုပ်အမှန်ထင်သွားအောင်အဲ့လိုပဲပြောင်းမြန်အနေနဲ့ကိုကအတော့မကြောက်ဆိုရင် I'm stupid I'm stupid လို့ခဏခဏပြောရင်ကိုပြောရတဲ့စကားကိုကိုကြားပြီးတော့ကိုကအဲ့ငတုံးဖြစ်သွားမတုံးဆိုရင်တော့ငတုံးဖြစ်သွားအဲ့ဒါ brain ရဲ့လှုပ်ရှားပုံကအဲ့လိုပဲသွားတာ brain က brain ကဟို human memory ကသူကကောင်းနေဆိုရယ်မခွဲကြအောင်မင်းတို့ပြောတဲ့အတိုင်းကိုမှတ်မှာအဲ့အတွက်ကောင်းတာပဲပြောသိလားကိုကိုကိုမပလိန်နဲ့ဆိုရလဲအဲ့ဒါကိုပြောတာအဲ့တတိထားကိုရဲ့ self talk တွေကိုတတိထား learning mindset ရှိရမယ် open mind ဖြစ်ရမယ်ဒါတွေကိုတတိထားအဲ့ဒါမှ grow mindset ဖြစ်မှာနော်အဲ့တော့ ပြဿနာထက်အမြင့်တဲ့အဖြေကိုအာရုံစိုက်ပါအဖြေကိုအာရုံစိုက်ပါ landing များများလို့ grow mindset ကိုအားပေးရရောက်တယ်နော်